praise the lord hallelujah အွန်လိုင်းကခွန်အားယူနေတဲ့မိဘညီကောင်မတော်မများဖယောင်းခေကောင်းမြတ်တယ်နော်အာမင်ကျောင်းနှစ်ကုံတော့မယ်ဘုရားခင်ကဒီနှစ်အဆုံးထိကြမ်းကြမ်းမာမာနဲ့ဘုရားခင်ကွယ်ကာခြင်းနဲ့ပို့ဆောင်နေတာဖြစ်တယ်။အာမင်။ဒီလောက်ကောင်းမြတ်တဲ့ဘုရားကိုအမြဲတမ်းအသက်တာထဲမှာချီးမွမ်းနေဖို့ဖယားရှိကောင်းမြတ်ခြင်းနဲ့မှာအမြဲတမ်းကိုးကွယ်ခြင်းနဲ့သွားတက်တဲ့သူဖြစ်ဖို့အမြဲတမ်းရည်ကြီးတယ်။ချီးမွမ်းခြင်းကိုးကွယ်ခြင်းအမြဲတမ်းရည်ကြီးတယ်။ဆိုတော့တကယ်ချီးမွမ်းကိုးကွယ်တဲ့လူတွေရဲ့အသက်တာကိုကြည့်ရအောင်။ နှုတ်ကပတ်တော်ကိုဆင်ကျင်သွားမယ်အဲ့ဒီပုံမှာဖះရှင်ဖွင့်ပြသွားမှာဖြစ်တယ်အာမင်ခနာဆုတောင်းမယ်မြေတာတော်ရှင်ဘုရားနာမတော်ချီးမွမ်းပါれကိုတော့ကောင်းမြတ်တဲ့ဘုရားဖြစ်ပါれယေရှုပြုတဲ့ဘုရားဖြစ်ပါれနှုတ်ကပတ်တော်ရဲ့တကူနဲ့အကျိုးကိုခံစားစေပါဖွင့်ပြခြင်းကိုသဘောပေါက်စေပါမြင်တတ်စေပါဝိညာဉ်ထဲမှာနားလည်စေပါအဖအရှင်ယေရှုနာမ၌ယိုသေးစွာဆုတောင်းပြီးအနံပါれအဖဘုရားအာမင်အာမင်ဟာလေလုယာယခင်ကိုချီးမွမ်းနေ ဒါဝိရဲ့သက်တာကိုကြည့်အောင်ဒါဝိကဟိုးသူ့အဖေကသူ့အပေါ်မှာမကောင်းအထင်လွဲထားတယ်အဲဒီကနေသူ့အမေကသူ့ဘဝကိုတခါတည်းနှုတ်ကပတ်တော်လေးနဲ့နော်လမ်းပြသွားတယ်လို့ကြမ်းတမိုင်းနေအရာသိရအဲဒီကနေသူတော်တယ်မှာသူ့ကြောင့်နဲ့ဘဝရောက်အိုးချင်သွေးတွေဝန်နေကြတယ်မှာသူအသက်အန္တရာယ်တမျိုးသိုးတွေရဲ့အသက်အန္တရာယ်တမျိုးကာကွယ်ရတယ်သူကအဲ့ဒီကနေပြီးသူ့ဘဝ ဖယားကင်ကိုချီးမွမ်းကိုကိုွယ်ချီးမြောက်အဲ့လိုပဲသွားတယ်တော်ထဲမှာနှစ်နဲ့ချီးပြီးသူသွားရအိမ်ပြန်လာတော့လည်းမျက်နာမရတော်ထဲမှာနေတော့လည်းအန်တရယ်တွေကြားထဲမှာအဲ့ဒီကနေဖယားသခင်ဂျေစုပြုလို့ဂေါလိယရဲ့ခေါင်းကိုဖြတ်နိုင်တဲ့အခွင့်ရောက်လာတယ်။အော်အဲ့ဒီကနေဖယားကောင်းကြီးပေးအပေးရာကနေတခါရှောလူကသူ့ကိုပြန်ရန်ရှာသောသောဝိညာဉ်ဝင်ပြီးသူ့ကိုလှန်နဲ့ထိုးအိုးဒါဝိအဲ့မှာလေအသက်အန်ဒီရေကနေလွတ်ရှောလူကလိုက်ဖမ်းအဲ့မှာသူထွက်ပြေး โอ้ရှောလူဟာသူ့ကို20နဲ့တကြိမ်တိုင်တိုင်သူ့ကိုတတ်ဖို့လုပ်20တကြိမ်လုံးဖယားရှင်ကွယ်ကာခဲ့ပါတယ်ဖယားရှင်မဆတယ်တယောက်သူသဘောပေါက်တယ်ကိုတော်ရဲ့တဲ့ကျွန်တော်ဟာသူ့ကြောင့်သားပါတဲ့ကျွန်တော်ဘာမှလည်းမတတ်တော်သူပါတဲ့ကိုတော်ကျွန်တော်ကိုဘာကြောင့်ဒီလောက်ချေမြောက်ရတယ်လဲအော်သူတချင်းနေဆက်လာတယ်ကျွန်တော်မြေမုတ်ဖြစ်တော့ကျွန်တော်ကိုကိုတော်ဘာကြောင့်ချေမြောက်ရတယ်ကျွန်တော်ဘလို့လူဖြစ်လို့ကိုတော်ဒီလောက်ကျွန်တော်ကိုအောင်းမေးရတာလဲ ကျွန်တော်ကိုဘာကြောင့်အကြီးရှုကြွလာရတာလဲ။အိုးဖခင်မေတ္တာတွေခံစားပြီးမှဖခင်ကိုအမြဲတမ်းတချင်းဆိုတဲ့ချီးမွမ်းနေ။အဲ့ဒီဘဝကနေဖခင်ကောင်းကြီးပေးဘယင်ဖြစ်လာတယ်။ကြည်ပါအိုးဘိတ်သိက်သုံးချိန်အောင်ရတယ်ဗျာ။ဒါဝိတ်ကဘိတ်သိက်သုံးခါရတယ်။အာအဲ့ဒီကနေဘယင်ဖြစ်လာတယ်။ဘယင်ဖြစ်လာတဲ့နောက်ပိုင်းဗရိညင်သစ်တာသူ့မြို့ကိုသူတဲတယ်။တဲတဲ့အခါမှာဒုတိယတစ်ခေါက်တဲတဲ့အခါမှာ ဝိညာဉ်တွေကနေတော့တဘောပေါက်ပြီးဘုရားကိုချီးမွမ်းကခုံချီးမွမ်းတာဟေးတချင်းနဘ46ဆိုရအောင်ဆိုလို့ထားဆိုတဲ့အဖွဲမဟုတ်ဘူးတင်းတဲ့နှစ်ကိုဆိုမယ်ဟလာ3နဲ့4တော့မဆိုတော့ဘူးအဲ့ဒီလိုဆိုတဲ့အဖွဲမဟုတ်ဘူးတိုက်ဆိုင်ရခွန့်လို့ကြဝိညာဉ်တွေကဘုရားသခင်ဘလောက်ကောင်းတယ်လဲဆိုတော့ခံစားရလို့ဘုရားကိုချီးမွမ်းတာအဲ့ဒါဒါဝိရဲ့ချီးမွမ်းခြင်းအာမင်အတန်ကောင်းကောင်းနဲ့ထားအောင်နေတာမဟုတ်ဘူး မျုးစစ်ကောင်းကောင်းနဲ့တီးပြီးတော့တိုက်ပြီးတော့စိုးနေတာမဟုတ်ဘူးချက်တော်ညီကောင်မောင်တို့မမိုက်ကောင်းလို့អော်တာမဟုတ်ဘူးဖះရကောင်းလွန်အားကြီးလို့ဝိညာဉ်ထဲမှာခံစားရလို့အိုးဖះရကောင်းမြတ်ခြင်းကိုကိုဟာဘယင်ပါလားဆိုတာတော့ဂယုမဆိုင်နိုင်တော့ဝမ်းမြောက်လွန်အားကြီးလို့ဘယ်သူနိုင်လဲဖះရသခင်နိုင်ဟာလေလုယာဝမ်းမြောက်လွန်အားကြီးလို့ကခုံပြီးချီးမွမ်းတာအေးကခုံပြီးချီးမွမ်းအဲ့ဒါဟိုဗရင်ပေါက်ကနေ ရှောလူရဲ့သမီးမိခါလာဒါဝိဒ်ကြီးရဲ့မယားပေါ့ဗျာသူမိမကြီးပြီးသူ့ကိုကဲ့ရဲ့တယ်အဲ့ဒါလေးကိုဖတ်ပြမယ်ဓမ္မရာဇဝင်ဒုတိယဆောင် အခန်းကြီး6အပိုက်ငယ်20ထိုနောက်ဒါဝိဒ်သည်နန်းတော်သားတို့ကိုကောင်းကြီးပေးခြင်းကသွား၍ရောက်သောအခါရှောလူသမီးမိခါလာသည်စီး၍ကြိုလျက်လျှက်ပေါ်သောသူသည် အရှမရှိပဲကိုအဝတ်ကို ချွတ်တဲ့ကဲ့သို့ ယနေ့ကျွန်ယောက်ျားကျွန်မိန်းမများရှိတွင်အဝိတော်ကိုချွတ်သောဣတရေလရှင်မင်းသည်ယနေ့အဘယ်မြလောက်ဘုံကြီးတော်မူပါသည်တကားဟုဆို၏မိခါလာသူကဲ့ရဲ့အော်ဘယင်ကြီးတော်တော်ဘုံကြီးတာပဲဟလာကျွန်နေရှိမှာအဝိစားကိုဟိုချွတ်ဒီချွတ်နဲ့ဟလာဟိုပေါ်ဒီပေါ်နဲ့ကနေတာတော်တော်ဘုံကြီးတာပဲနော်တဲ့လောင်ပြောင်နေဗျာကဲ့ရဲ့တယ်ဒါပေမဲ့မှတ်ထားပါ ဖယားကိုချစ်တဲ့စိတ်ကလေကဲ့ရဲ့ခြင်းကိုကြော်သွားတယ်အာမင်ဘလောက်ကဲ့ရဲ့ကဲ့ရဲ့ကဲ့ရဲ့တဲ့နောက်ကို तू မပါသွားဘူး तू ဖယားကိုချစ်တဲ့စိတ်ယေရှုတင်လွန်အားကြီးတဲ့စိတ်ကအဲ့ဒါကိုကြော်နေတယ်ကြော်နေတဲ့အခါကျတော့ तू ဘာပြန်ပြောတယ်ထင်လဲအပိုက်ငယ်27အစုံထာဝရဘုရားရှေ့တော်တွင်ငါသည်ကခုံမိဖယားရှိမှငါဘာဖြစ်လဲကခုံမဲထိုမြမကငါသာ၍ယုံမာမိ ဖယားရှင်မငါပို့ပြီးတော့ကခုံမယ်တဲ့။ဘာပြောမလဲ။ငါဖယားကိုငါကျေးဇူးတင်တာ။ငါဖယားငါပေါ်ကောင်းတာ။ဒါကြောင့်အဲ့ဒီဖယားနဲ့ပတ်သက်ငါဘယ်တော့မှမလျှော့ဘူးချီးမွမ်းခြင်းမှာ။ငါသာ၍တော့မှကခုံလိုက်မယ်။အာမင်။ချစ်တော်ညီကိုမွန်မဒါဝိရဲ့ဘဝမှာပြဿနာမရှိဘူးလား။ရှိတယ်အိမ်တွင်းပြဿနာ။သူ့မိမသူ့ကိုလောင်နေပြီ။ဘလောက်ပြဿနာရှိရှိပြဿနာကသူ့ကိုမလွှမ်းမိုးနိုင်ဘူး။ သူဖះကိုချီးမွမ်းတဲ့အရာကိုပြဿနာကမလွှမ်းမိုးနိုင်ဘူးမကဲ့ရဲ့နိုင်ဘူးကဲ့ရဲ့ပြီးအနိုင်မရနိုင်ဘူးချက်တော်ကြီးကိုမောင်းမငါသာ၍ကခုံမယ်ငါသာ၍ဖះကိုချီးမွမ်းမယ်အာမင်ယုံကြည်သူများဖះကြောင့်ကချီးမွမ်းရအောင်ပြောလို့ချီးမွမ်းတာမျိုးမဖြစ်ပါနဲ့တချင်းကောင်းလို့ထဆိုတာမျိုးမဖြစ်ပါနဲ့ဝိညာဉ်ထဲမှာဖះကောင်းမြတ်ခြင်းကိုခံစားပြီးချီးမွမ်းစမ်းပါ အဲ့ဒီဘုရားကိုချင်းမွားတဲ့လူရဲ့အတ္တဒါဆက်ပြီးချင်းမွားစရာတွေပြည်လာတယ်။ဒါဝိရဲ့ဘဝတော့ချင်းမွားရင်ချင်းမွားရင်လည်းဘုရားကိုချင်းမွားစရာတွေပို့တော်များလာတယ်။အော်ဘုရားကသူတွေမကောက်သူ့သားသမီးတွေကိုပဲကောင်းကြီးပေးတယ်။အော်ဘေကမရောဟိုဒါဝိရဲ့မျိုးဆက်တွေကယေရှုကိုပေါ်စေတယ်။မပြီးသေးဘူးအဲ့ဒီယေရှုကိုဘယ်လိုခေါ်လဲဒါဝိဣသားတော်ယေရှုအဲအဲ့လိုဖြစ်လာတယ်။ကြည်နော် ဘယ်ဟုတ်ပြီးအောင်လဲတမန်တော်ဝုဒ္ဓရောက်တော့ဘာပြောလဲလဲလျက်ရှိတော့ဒါဝိရဲ့တဲတော်ကိုပြန်လဲတိဆောက်ကြကုန်ဟာအိုးဘုရားဆက်ပြီးသူ့နာမည်ကိုချီးမြှောက်သွားတာအာမင်ဒီနေ့အထိပဲလေချစ်တော်ကြီးကိုမောင်တော်မဟာလေလုယာဒါကြောင့်မလို့ကျွန်တော်အားပေးခြင်းနဲ့ဖယားကိုတကယ်ဝိညာဉ်တွေကအစ်စ်မှန်ချီးမွမ်းတဲ့လူရဲ့အသက်တာဘယ်တော့မှမကြဆင်းစေရဘူးဆက်ပြီးချီးမွမ်းစရာခံစားရမယ်ဆက်ပြီးကောင်းကြီးခံစားမယ်အာမင်ကောင်းကြီးရဖို့ချီးမွမ်းနေတာမဟုတ်ဖယားကိုဂျေစုတင်လွှားကြည့်လို့ချီးမွမ်းနေတာ ။ဒါကြောင့်အယောက်တိုင်းဘုရားသခင်ကိုအစစ်အမှန်ချီးမွမ်းတော်သူများဖြစ်ပါစေ။နောက်တစ်ယောက်အကြောင်းကိုကျွန်တော်ပြောမယ်။အာဗြဟံ။အာဗြဟံရဲ့ဘဝကိုဘုရားရှင်ကဟိုးရုတ်တုကိုးခွေတဲ့သူ့ရဲ့အဖေလက်ထရနဲ့သူ့ကိုစကဲနှုတ်ခဲ့။အာဗြံအမျိုးသားချင်းပေါ့ဖော်ရတဲ့ငါပြတဲ့ပြည်ကိုသွားတင်ကိုငါကောင်းကြီးပေးမယ်။တင်နာမကိုငါကြီးမြတ်စေမယ်။တင်ကကောင်းကြီးခံစားရတော်သူဖြစ်မယ်။တင်ကိုကောင်းကြီးပေးတဲ့လူကိုငါကောင်းကြီးပေးမယ်။တင်ကိုချိန်ဆတဲ့လူကိုငါချိန်ဆမယ်။ ်တစ်အားဖြင့်လူမျိုးပေါက်ကောက်ကြီးခံစားရမယ်အဲအဲ့လိုပြောပြီးမှခေါ်ထုတ်ခဲ့တာကဘာဦးကျန်းစနစ်အပိုင်ငယ်တိကနေလေးအဲ့လောက်မှပါတယ်ဒါနဲ့ဖယားရှိခေါ်ထုတ်တဲ့အတိုင်းအာဗရန်ကလည်းသဘောတူပြီးထွက်လာတယ်အမျိုးသားချင်းပေါက်ဖို့တဲကထွက်လာပြီးတော့ပထမဆုံးသူရောက်တဲ့နေရာကဘာဦးကျန်းခန်းကြီးစနစ်အပိုင်ငယ်9သာဝရဖယားသည်အာဗရန်အားထင်ရှား၍ဤပြည်ကိုသင်အမျိုးຫນွယ်အားငါပေးမည်ဟုမိတော်မူ၏ ထိုသို့ထင်ရှားတော်မူသောထာဝရဘုရားအဖို့ထိုအရ၌ရစ်ပလင်ကိုတီလေ၏ကြည်စမ်းအဲ့ဒါအပြန်ထွက်လာတဲ့ရှိခင်ဆိုတဲ့နေရာကိုရောက်တယ်ရှိခင်ရောက်တဲ့အခါမှာသူဘာလုပ်လဲထာဝရဘုရားအဖို့ရစ်ပလင်ကိုတဲတယ်ရှိခင်ဆိုတာဘာလဲသူတို့ဘာသာစကားအရပခုံးခန္ဓာကိုယ်တစ်ခုလုံးမှာအလေးဆုံးပစ္စည်းကိုထားနိုင်တဲ့နေရာပခုံးပဲလက်နဲ့ဆွဲမနိုင်ရင်ပခုံးနဲ့ထား အဲပခုံးကအစွမ်းရှိသည်မြဓမ္မပခုံးအဲ့ဒါအတိဘေကအစွမ်းရှိသည်မြလို့အတိဘေရတယ်ဆိုအာဗြံကလေသူရောက်တဲ့နေရာရစ်ပလင်တဲတယ်ဘလို့ကိုးွယ်လဲအစွမ်းရှိသည်မြအာမင်ကြည်ပါကဘာဦးဆက်နှစ်ပိုင်ငယ်ခုနှစ်မှာရစ်ပလင်တဲတယ်အဲ့ဒါပြီးသွားတော့အဲ့ဒီကနေခကြီးဆက်တယ်အပိုင်ငယ်ရှေ့ရောက်ပြီထိုအရမသွားပြန်ရေးဘေတလားမျိုးအရှိ၌ရှိသောတောင်တို့ပြောင်းသည်ဖြစ်ဘေတလားမျိုးအရှိအာအီမျိုးအနောက်ဆက်ကြမှာ တဲကိုစောက်၍ထာဝရဘုရား အဖို့ရစ်ပလင်ကို တီးပြီးလင်ထာဝရဘုရား၏နာမတော်ကိုပတ်ထနာပြု၏ကြည်ပါဘေဒလမျိုးအရှိအာဤမျိုးအနောက်ဆက်ကြောက်သူရောက်သွားတယ်ရောက်တဲ့နေရာသူဘာလုပ်လဲရစ်ပလင်တဲတယ်ချက်ချင်းရစ်ပူစော်တယ်ဖယားကိုကိုးကွယ်တယ်အာမင်သူဘဝမှာဘယ်ရောက်ရောက်အမြဲလောက်တာဘာလဲ worship ကိုးကွယ်ခြင်း အာဗရန်ကဘေရောက်ရောက်ကိုးကွယ်ခြင်းလုပ်တယ်နော်။ဒါကြောင့်မလို့ဖယားကိုကိုးကွယ်တဲ့အသက်တာအာဗရန်မှာရှိတယ်။ရှိခေရောက်တယ်ရစ်ပလင်တဲတယ်။ဘေဒလာမျိုးရှိအာအီမျိုးအနောက်ဆက်ကြားရောက်တယ်ရစ်ပလင်တဲတယ်။မလုပ်တာလေ။ Meet to God ရစ်ပူဇော်တယ်ဆိုတာ Meet to God ဖယားသခင်နဲ့တွေ့ဆုံတာ။အဲ့ဒါကိုးကွယ်ခြင်းဖြစ်တယ်။အဲ့ဒီကနေ तू ခရီးဆက်တယ်။ခရီးဆက်ရင်နဲ့သူ့တူလေးလောတာပါလာတယ်။ အာလောတာပါလာတော့အကြောင်းမျိုးမျိုးကြောင့်ပေါ့လောတာနဲ့သူနဲ့လမ်းခွဲကြတယ်လမ်းခွဲတဲ့အခါကျတော့အာပြန်ကပြောတယ်အော်ငါတူလေးလောတာမြေကြီးတပြေလုံးမင်းရှိမှရှိတယ်တယောက်တဝက်ခွဲရအောင်ကဲမင်းကြိုက်တယ်လို့ခွဲလိုက်ဒါနဲ့ပဲတူလေးလောတာကဘာလုပ်လဲအကောင်းဆုံးနေခွဲပြီးသူယူလိုက်တယ်လုံးဝမကောင်းတာညံ့တာသူ့ကိုပေးလိုက်တယ်အကောင်းဆုံးဆိုတဲ့အဓိပ္ပာယ်ကလေဇက်ချက်ရှိတယ်ရေရှိတယ်အဲ့ဒါသူယူလိုက်တယ်ဇက်ချက်လည်းမရှိရေလည်းမရှိတဲ့အူလေးအာပြန်ကိုပေးတယ် သူတို့ခေတ္တကတိရိစ္ဆာန်မွေးတဲ့ခက်လေရေနဲ့စကြက်မရှိရင်တိရိစ္ဆာန်နေသေးကုန်မှာပေါ့မြတ်မြတ်တတယူပါလားမဟုတ်ဘူးအကောင်းဆုံးစကြက်နဲ့အကောင်းဆုံးရေရှိတာတူလေးလောတာယူပလိုက်တယ်အပြံကိုရေမရှိစကြက်မရှိတာပေတော့အပြံဘဝဘယ်လိုကောင်းစားမလဲအပြံအတွက်ဒုက္ခပဲတို့တော့အပြံအဲ့လိုစိတ်ညစ်နေပေမဲ့ဖယားရှင်သူစီကိုလာတယ်စကားပြောတယ်အပြံစိတ်မပူနဲ့အရှိနောက်တောင်မြောက်ကိုမျောကြည့်ရှောက်သွားမင်းနင်းတဲ့မြေကိုမင်းကိုငါအပိုင်ပေးမယ် ဘလောက်ပေးမှလဲကြည်နော်တားစီမြေးဆက်ပေးမယ်ဖျားရှင်ကအဲ့ဒီမှာကဘာဦးကျန်း73 74ကနေ79အဲ့မှာပါတယ်တားစီမြေးဆက်ပေးမယ်ကောက်ချီပေးမယ်အစင်မြဲပေးမယ်ကြည်စမ်းဖျားရှင်မစားပြီကောက်ချီပေးမယ်အဲဒါအရေးကြီးတယ်ဒါနဲ့အပြန်ကအဲ့ကနေသူပါပြန်လှုပ်လဲဆိုတော့ကဘာဦးကျန်း73အပိုက်ငယ်78တပန်အပြန်ဒီတဲကိုပြောင်း၍ဟေပြုံမြို့ မန်ရည်တပိတ်တော်သို့ရောက်မှနေရာကျ၍ထာဝရဘုရားအဖို့ရစ်ပလင်ကိုတီလေ၏အဲ့ဒီမှာလဲရစ်ပလင်တဲတယ်ဟေဗျုံကိုရောက်တော့လဲရစ်ပလင်တဲတယ်ရှီခေမှာလဲရစ်ပလင်တဲတယ်ဘေဒလာမျိုးရှေအာယီမျိုးအနောက်ဆက်ကြားမှာလဲရစ်ပလင်တဲတယ်ဘယ်ဘဲရောက်ရောက်သူရစ်ပလင်တဲတယ်အဲ့ဒီပြပါလဲဖယားကိုကိုကိုွယ်တယ်အာပြန်ရဲ့တက်တာထဲမှာကိုကိုွယ်ခြင်းကဘယ်နေရာရောက်ရောက်ရှိနေတယ်ဒါဝိရဲ့အသက်တာချီးမွမ်းခြင်းအမြဲရှိတယ် ချီးမွမ်းခြင်းနဲ့ကိုးကွယ်ခြင်းရှိတဲ့လူတွေရဲ့တက်တာဖယားရှင်ချီးမြောက်ခြင်းရှိတယ်ဟာလေလုယာအာမင်ဒါကြောင့်ဒီနေ့ကျွန်တော်နေနဲ့အားပေးခြင်းနဲ့ဒီနေ့ခရစ်ယာန်တွေရဲ့အသက်တာမှာချီးမွမ်းခြင်းကလည်းပြင်းကိုးကွယ်ခြင်းလည်းပြင်းချီးမွမ်းခြင်းနဲ့ကိုးကွယ်ခြင်းဆိုဩဒါလူငယ်တွေအလုံးငါတို့နဲ့မဆိုင်ဘူးလို့ခံယူတာတပွဲစာတဲ့မျက်စိပိတ်ခြင်းကနေလွတ်မြောက်ကြပါစေအာမင်ချစ်တော်ညီကောင်မောင်နှမ အဲ့ဒီဖះကိုအမြဲကိုးကွယ်တဲ့အာပြန်ရဲ့အသက်တာဒီနေ့ဖះရှင်ကောင်းကြီးပေးတာမြင်ရတယ်မဟုတ်ဘူးလားအာပြန်ရဲ့အမျိုးအာပြန်မှာဖះခင်ထားတဲ့ဂတိတော်တွေဒီနေ့ယေရှုကိုယုံကြည်လက်ခံတဲ့သူတွေအဲ့ဒီဂတိတော်အားလုံးရမယ်လို့ဂလာတိ၃မှာပြောခဲ့ပြီအာပြန်ကိုဂတိပေးတာဘယ်နှခုရှိလဲ58ခုဖះရှင်ကအာပြန်ကိုဂတိတော်58ခုပေးထားတယ်အဲ့ဒီအရာတွေလေဒီနေ့ခရစ်တော်ကိုလက်ခံတဲ့လူတွေနဲ့စိုက်နေအာပြန်ကိုမေ့လို့မရဘူးကျွန်တော်တို့အာမင် ။ဘာကြောင့်လဲ?ဖျားကိုအစစ်မှန်ကိုးကွယ်တော်သူဖြစ်တယ်။ဒါဝိရဲ့အသက်တာတော်ရဲကနေဖျားခင်ချင်းမြောက်လာတယ်။အာပြန်ရဲ့အသက်တာဖျားမသိတဲ့အမျိုးတွေကနေခေါ်ထုတ်ပြီးဖျားခင်ချင်းမြောက်လာတယ်။ဒီနေ့ကျွန်တော်ဘယ်နေရာမှာရှိတယ်လဲ။အဲ့ဒါအရေးမကြီးဘူး။ချင်းမွန်းခြင်းနဲ့ကိုးကွယ်ခြင်းဆိုတဲ့ life အဲ့ဒီအသက်တာ ဖြစ်နေဖို့လိုတယ်။လုံနေတော်သူမဖြစ်နဲ့။ဒီနေ့လူတွေကသူများလှုပ်လို့လိုက်လှုပ်တာ။လုံနေတော်သူမဖြစ်နဲ့။အာပြန်လိုမျိုးဒါဝိတ်လိုမျိုး ကိုးကွယ်တဲ့အသက်တာချီးမွမ်းတဲ့အသက်တာဖြစ်နေဖို့လိုတယ်အဲ့ဒီလူရဲ့အသက်တာဘယ်တော့မှအောင်မကြဘူးဖယားခင်ချီးမြှောက်ခြင်းကိုခံစားရတယ်ဆိုတဲ့အရာလေးကိုဒီနေ့နှုတ်ကပတ်တော်ပြဝင်ရပါတယ်ကျေးဇူးတင်တယ်ဒီနေ့ online ကခွန်အားယူနေသောမိဘညီအစ်ကိုမောင်နှမများအသက်တာတွေမှာချီးမွမ်းကိုးကွယ်ခြင်းလုပ်နေတယ်ဆိုနောင်တရပါဖယားကိုချစ်တဲ့စိတ်နဲ့ဖယားကိုယိုသေးလွန်အားကြည့်လို့ ဖះကိုကိုးကွယ်မယ်ချီးမွမ်းမယ်ဆိုတဲ့နှလုံးသားနဲ့အသက်တာကိုဆက်ကကြည်ရှိတဲ့နေမှာမတည့်ရကျွန်တော်အတူတူကဆုတောင်းအဖာကိုတော့ကိုယေရှုတင်တယ်ကိုတော့ကောင်းမြတ်လွန်းတယ်ကြီးမြတ်လွန်းတယ်ရိုသေထိုက်တယ်ဖန်ဆင်းရှိဖြစ်တယ်ကျွန်တော်ကိုရောရှိမှာအင်မတန်သေးတဲ့အမုံထက်ပိုသေးပါတယ်ဘာမှမဟုတ်တဲ့သူပါကိုတော့ဒီလောက်ကျွန်တော်ကိုချေရလားကိုတော့ရဲ့သားအသက်နဲ့လဲပြီးကျွန်တော်ကိုချေရလားကိုယ်တော်ကိုတော်ကောင်းမြတ်လွန်းလို့ပြောစရာစကားတော့မရှိတော့ပါဘူး ဖယားခင်ကိုရောရဲ့မြစ်တာကျွန်တော်အသက်တာမှာတမုံလေးရရင်ကိုကျွန်တော်မြေကြီးမှာအသက်ရှင်လို့ရပြီကျေးဇူးတင်နေကိုရောကိုရောကိုပြန်ပြီးချစ်တတ်ဖို့ကိုရောကိုကိုးကွယ်တတ်ဖို့ကိုရောကိုချီးမြှောက်တတ်ဖို့ကျွန်တော်ရဲ့အသက်တာကိုအသစ်ပြုတ်ပြေပုံသွင်းမဆပါဖယားတခင်ယေရှုနာမ၌ဆုတောင်းပါတယ်ဖာအာမင်အေဗန်ဘေးရလူနှုတ်ဆက်လိုက်ချီးမွမ်းကိုးကွယ်တတ်တော်သူဖြစ်ပါ Amen. God bless you.